ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ကနန်းတောင်းလုံးပေါင်းရှင်ပရိတ်ရေတဲ့နေ့ကိုတင်ပြသွားမှာဖြစ်ပါတယ်ဗောနောတရိကတိုတဲ့ပရိတ်တွေ့တဲ့နေ့ဗောနောပရိတ်ကကျွန်တော်တို့၃လုံးထဲပဲဖြစ်ပါတယ်โอเคဒီပရိတ်၃လုံးတွေ့တဲ့နေ့ကိုကျွန်တော်ဒီတောင်များလေးတဲ့တပင်ကနေရှေးလျှောက်ခွန်တပရိတ်ချပေးတော်တဲ့တပင်ကိုကျွန်တော်လေ့လာကြည့်မယ်ဗောနောဒီတောင်များလေးတဲ့မှာလေးနဲ့တပေါင်းရှင်ကငါလေးနဲ့တောင်များနဲ့ပေါင်းရှင်ဒီလေး ခွန်က3ချိန်20တိပေါ့နော်9ချိန်18ဆိုတော့7ချိန်တိပေါင်း9 63D D 78ဖြစ်ပါတယ်83 D က20ကိုဒီ၄နဲ့ပေါင်းရင်5ဖြစ်ပါတယ်ပေါ့နော်ခင်ဗျာဆိုရင်5နဲ့5ပေါင်း30ဒီ98ကစက်ခွန်ခုနဲ့သေးပေါင်းတာက73ဖြစ်တဲ့အတွက်ကြောင့်မို့အစ်ကိုကျွန်တော်၄နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်3နဲ့2ပေါင်းတာ3 3နဲ့ပေါင်း5 73 5မှာပြိဖြစ်ပါတယ်ပေါ့နော် ရှင်းချောက်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ထဲလေပိတ်ကနန်းသုံးလုံးပေါင်းရှင်းကတေပရိချပေးသွားတာဖြစ်ပါတယ်။ Okay ရှင်းချောက်ခွန်တပင်ကနေ၆တုံများ၆တပင်ကို ထပ်ပြီးအတူတူလေ့လာကြည့်မယ်ပေါ့နော်။ဒီရှင်းနှံကြိမ်၆၆နှံပေါင်းတာ၁၂နိနဲ့ခွန်ပေါင်းတာ၉ဖြစ်ပါတယ်။သုံးသုံးပေါင်းရှင်းဒီ၆၃၃၃နဲ့ဒီ၄နဲ့ပေါင်းတာက9 63ဒီက78ဖြစ်ပါတယ်23ဒီက69ဒီ4နဲ့ပေါင်းရှင်း30 965 985ဆိုတော့99ပေါင်းရှင်း30ရရတယ်ပေါ့နော်။တုံညကိုနင်းနဲ့ထပ်ပေါင်းတာကနင်းနင်းကိုနင်းနဲ့ပေါင်းရှင်း၄စုံပရိတ်တုံညနင်းလေးမှာ6တုံည6ဆိုတဲ့အတွက် ပေါင်းရှင်းသည်နင်းပရိဖြစ်ပါတယ်ပေါ့နော်။ Okay တပန်းဒီ6တုံများ6တပင်ကနေ6 6နှစ်တပင်ကို ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်6 3လီက78တစ်ခွန်ပေါင်းရှင်းလဲရှိနေ3လီက ်ညပါနော်7324ကိုဒီလေးနဲ့ပေါင်းရှင်းရှိဖြစ်ပါတယ်8က3ချိန်24ကို6နဲ့ပေါင်းရင်30တုံညနေလေးပရိစုံပရိဖြစ်ပါတယ်အဲ့ဒီမှာသူချပေးတော့တာက66နှစ်ဖြစ်ပါတယ်ထိတ်လေးပိတ်ကဏ္ဍ3လုံးပေါင်းရှင်းက4ပရိချပေးတော့တာဖြစ်တယ်ပေါ့နော်6ထိပ်6အလေ2အပိတ်3လုံးပေါင်းရှင်း4ဖြစ်ပါတယ်နောက်တစ်ခု ဒီ6က3ချိန်78ကိုနင်းနေပေါင်းရင်20နှစ်3ပေါင်းရှင်းက၄နှစ်ချိန်ပေါင်းရှင်းချင်း3ည3ည4ပေါ့နော်မှာ83 3လေးပေါင်း9ရာတဲ့အတွက်ကြောင့်မို့89တင်မပရိဖြစ်မယ်ပေါ့နော်အဲ့ဒီ89တင်မပရိထဲက665ဆိုတဲ့အတွက်ကြောင့်မို့ကရန်3လုံးပေါင်းရှင်း9ပရိဖြစ်ပါတယ်6ထိပ်6အလေထိုင်5အပိတ်ကရန်3လုံးပေါင်းရှင်း9ရာတယ်ပေါ့နော် 18ကို9နဲ့ပေါင်းတာ73 9တကြိမ်3 34ပေါင်းချင်းခွန်3ည63ဒီ78 6ကို4ပေါင်း7နေပါတော့ဆိုတော့3ခွန်30 9နဲ့2ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့အဒီတပင်ပါလေခွန်9တိမာပြိပဲထပ်ပြီးရတာဖြစ်ပါတယ်သူချပေးတော့တာက9 6နေဆိုတဲ့အတွက်ကြောင့်မို့9ရ6ရ2ရဒီ3လုံးပေါင်းရှင်း9ပြိပဲထပ်ပြီးချပေးတော့တာဖြစ်တယ်ပါနော် โอเค9นาจัย78 8นาเนปอง10 6ตะลงจันเน9นาเนปอง10 6 3 28นาเนปองเย10 9 3 29บ่เนาะ၄၉၉၃၂၉၄ပေါင်၁၁ဆိုတော့၆၉ခွန်ပေါင်၁၃၃၁ပေါင်၄ဆိုတဲ့အတွက်ကြောင့်မို့၄၆၈ဖြစ်မယ်ပေါ့နော်၄ကို၄ပေါင်၆၆ကို၄ပေါင်၈၄၆၈ပြိ၄လုံးထဲက၃ည၄၄ဆိုတဲ့အတွက်၃လုံးပေါင်းချင်းက၈ပြိဖြစ်ပါတယ်ပေါ့နော် ။ OK ဒီဒီပင်ပါလေဆက်ပြီးခြာပေးသွားတာဖြစ်ပါတယ်။နောက်တစ်ခုလေးလေးပေါင်ရှစ်ခွန်တစ်ပေါင်ရှစ်နေ3လီက6ဖြစ်ပါတယ်။3တုံများလေး3များနေ3လီ6 6လေးပေါင်30ပေါ့နော်။ရှင်းနေချိန်16 6နဲ့ပေါင်တော့12ရတာဖြစ်ပါတယ်။နေနေပေါင်း၄လေးနေပေါင်း၆နေလေး၆ပြိမ့်မှာနေတုံညာလေးလေးပြီးတော့နေနေတိဆိုတဲ့အတွက်တုံလုံးပေါင်းရှင်း၅ဖြစ်မယ်ပေါ့နော် sorry ကျွန်တော်ဒီမှာနေလေး၆ဆိုတဲ့အတွက်ကျွန်တော်ဒီမှာ ဒီ3 3 4ဖြစ်မယ်ဗောနော်ကျွန်တော်ညစ်3 6ဆိုပြီးဖြစ်မိသွားတယ်ဗောနော်ဆိုတော့3 3 4 6 4ပေါင်း73ဖြစ်ပါတယ်7နှစ်ချိန်16 6နှစ်ပေါင်းတာ7နှစ်နှစ်3ပေါင်း900ရမယ်ဗောနော်96ပြိဖြစ်မယ်ဗောနော်ကျွန်မညစ်4 6ပြိဆိုပြီးကြီးမိသွားတယ်ခင်ဗျာကျွန်တော်ဒီမှာ96ပြိဖြစ်မယ်ဗောနော်ဆိုတော့နှစ်နှစ်တည်းဆိုတဲ့ပေါင်းချင်း9ပြိချပြီးသွားတာဖြစ်ပါတယ်โอเคနောက်ထပ်မှာထပ်ပြီးကြီးမယ်ဗောနော် လေနှစ်36 6တက်ပေါင်းခွန်တုံများနဲ့3ပေါင်းတာ3နှစ်36 6နဲ့ပေါင်းတာဆက်နေရမယ်ပေါ့နော်ကို3နဲ့20နဲ့ခွန်လေးတာ3ချိန်ဆိုတော့လေး3နဲ့20နှစ်နှစ်နဲ့4ပေါင်း6ခွန်3 30နှစ်ခွန်6 6ပေါင်း15ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာငါးကိုနှစ်ပေါင်းချင်းခွန်ခွန်နှစ်ပေါင်းကိုငါးခွန်ကိုပြိမ့်မှာရှင်းလေး3ဆိုတဲ့အတွက်ကြောင့်မို့ ကနန်သုံးလုံးပေါင်းရှင်းက9ပရိဖြစ်ပါတယ်ဗောနော်โอเคဒီနေ့တိုင်းမဲ့နောက်ထပ်တပြင်6 6 4 0 30 3တကြိမ်6နဲ့နေပေါင်းတာရှင်း9 3 25 9နဲ့6ပေါင်းရှင်းဒီ73ရမယ်ဗောနော်3တော်များဒီ3ည9 3 25ကိုဒီ4နဲ့ပေါင်းရင်9 387 39 30 3ဒလုံးကြာမှာဖြစ်ပါတယ်။ဒါကြောင့်မို့3 9ခွန်ပြိဖြစ်ပါတယ်။ ရှင်း6 3ဆိုတဲ့အတွက်ကြောင့်မို့၃လုံးပေါင်းရှင်းက9ပြိဖြစ်ပါတယ်ဗောနော်ခုနှစ်ပြိခြေ၆၃ခြေပေးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်ဒီရှင်းနာကြင်၁၆ခြေနဲ့ပေါင်းတာ၁နှစ်နှစ်၃ပေါင်း၅ဖြစ်ပါတယ်။နှစ်နဲ့၉ပေါင်းရှင်းဒီ၁၇ရတယ်ပေါ့နော်။ခွန်၄၃နှစ်၁နှစ်နှစ်က၃ခြေဆိုတဲ့အတွက်ပေါင်းရှင်း၆၈၃ဒီက၂၀နဲ့၄၃၃ဒီ၉၉လေးက၁၃ လဲက6 6 4 30ပေါ့နော်5တိ6 63ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့9ခုပြေပေါ့နော်အိမ်မှာနှစ်တောင်ည9 9တိ3ဖြစ်မယ်ပေါ့နော်9 9ခုဆိုပြီးမိထားတယ်နှစ်တောင်ည9ဆိုတဲ့အတွက်ပေါင်းရှင်းကတော့တိပြေဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုဒီမှာလဲလဲ9က73လဲလဲက7 63 28ဖြစ်ပါတယ် ်3 3ဒီက9 9 3 28ကို၄နဲ့ပေါင်းတာ7 9180896363ပေါင်း9ဆိုတော့အဲ့ဒီတပင်းပါလေ9103ပြိပေးဖြစ်မယ်ပေါ့နော်ခြားပြီးတော့ကခွန်ခွန်9ဆိုတဲ့အတွက်ကြောင့်မို့ကဏ္ဍ3လုံးပေါင်းချင်းကတော့3ပြိဖြစ်ပါတယ်ခင်ဗျာမာကဏ္ဍ3မဟုတ်စုံကဏ္ဍပေါ့နော်ခွန်ခွန်9မှာ9နှစ်ကြိမ်ပေါင်း4 4 7 19ပေါင်း30ရမယ်ပေါ့နော် နောက်ထပ်ကိုးချောင်းပေါင်းရှင်းသည်15ကိုးက3ချိန်၄ချိန်5ချိန်ကို9လီ45လေ3လီဒီစနစ်ဖြစ်ပါတယ်ခွန်3လီ23ကိုလေးနဲ့ပေါင်း25ငါးပဲရည်မယ်ပေါ့နော်ငါးငါး30နေငါးပေါင်းရှင်း900ရည်အတွက်ကြောင့်မို့ခွန်ကိုနေပေါင်းရှင်း9ကိုကနေပေါင်းရှင်း7ခွန်ကိုတင်မပရိတ်3လုံးရည်ပေါ့နော်ခွန်3ည3ညဆိုတဲ့အတွက်3လုံးပေါင်းရှင်း9ပရိတ်ဖြစ်ပါတယ်ခင်ဗျာ โอเคဒီဒီပင်မှာလည်းဆက်ပြီးခြာပေးသွားခဲ့တယ်ပေါ့နော်နောက်တစ်ပင်ဒီခုနှစ်နှစ်ကြိမ်ပေါင်းရှင်းဒီ14ဖြစ်ပါတယ်နေ့နဲ့ရှင်းက30 3 36ပေါင်းရှင်းဒီ9 73ဒီက24ပေါ့နော်73ဒီ24ကိုဒီအနောက်ကလေးနဲ့ပေါင်းရှင်းရှိဖြစ်ပါတယ်ခင်ဗျာ၄လေး9ပေါင်းတာ73 34ပေါင်းတာ9 9ရှစ်က15ရတဲ့အတွက်9 9ဖြစ်မယ်ပေါ့နော် မာပရိတ်ထဲက300ဆိုတဲ့အတွက်၃လုံးပေါင်းချင်း9ပရိတ်ဖြစ်ပါတယ်။ထဲလိပ်ပိတ်၃လုံးပေါင်းချင်းဒီမှာ96ထဲက9ပရိတ်ချပေးထားတယ်ပေါ့နော်။330 330များရမယ်ပေါ့နော်။နှင်းနဲ့6ပေါင်းတာရှင်း3 3က3ချိန်ဆိုတော့9ပေါ့နော်။ပြီးရင်63ဒီက78 33များလေးတုံညာကိုလှည့်နေပေါ့တော့လေ။ ရှင်းနေချိန်16လေးနဲ့ပေါင်းရင်20ကိုတလုံးကြံတဲ့အတွက်913မှာပြည့်ဖြစ်ပါတယ်ရှင်းကိုလေးချပေးသွားခဲ့တယ်ဗောနော်ဒါကြောင့်မသုံးလုံးပေါင်းချင်းကတော့တစ်ပြည့်ဖြစ်ပါတယ် Okay ကျွန်တော်ဒီရှင်းကိုလေးတပင်ကနေနောက်ထပ်တပင်ကိုထပ်ပြီးတူတူလေးလာကြည့်မယ်ဗောနော်6နဲ့4ပေါင်း10 9 3ပေါင်းတာက4 33လီက9 83လီက20နဲ့3 93လီ15ကို4နဲ့ပေါင်း89 ကိုတေတစဉ်ကိုနှစ်ချိန်ဆက်ရှိနေနဲ့ပေါင်းတာ20နဲ့နှစ်ကိုနှစ်၄6စုံပြည့်ယူမှာပေါ့နော်9 6 3ဆိုတဲ့၃လုံးပေါင်းရှင်းက၄ပြည့်ဖြစ်ပါတယ်ခင်ဗျာ Okay 9 6 3တပင်ကနေ6 8ခွန်တပင်ချပေးတော်တဲ့တပင်ကိုထပ်ပြီးလေးလာကြည့်မယ်ပေါ့နော်တဆင်း6နဲ့3က9 9က14 2 3 6 6နဲ့4ပေါင်းချင်းက30ဖြစ်မယ်ပေါ့နော် လေ၃၄၄ကစနစ်၃၃ညလေး၃ညကိုလေးနဲ့ပေါင်းတော့လေလေးလေးပေါင်း၈နင်းနဲ့ပေါင်းရင်၃၀၉တလုံးကျန်တဲ့အတွက်၉၁၃မှာပြိပဲထပ်ပြီးရတယ်ဗောနော၆၈ခုနှစ်ဆိုတဲ့ကနန်း၃လုံးပေါင်းရှင်းတေပြိဖြစ်ပါတယ်ဒီအလေကတလုံးအပေါ်ကနေ၃ကြိမ်၄ကြိမ်မြောက်ရှားပြီးသွားခဲ့တယ်ဗောနောနောက်တစ်ပြင်၆နှစ်ကြိမ်စနစ်၈နဲ့ပေါင်းရင်၃၀ခုနှစ်တလုံးကျန်မယ်ဗောနော 63ကို63လီဒီဆက်ချင်3တလီက363လီဆက်ရှိကို၄နဲ့ပေါင်းရင်20နဲ့နေပေါ့နော်ခွန်3ပေါင်း30ရှင်းနေပေါင်းရှင်း30ကိုလုံးကြံမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီမှာလဲ63မှာပြိပဲထပ်ပြီးရနေတာဖြစ်ပါတယ်ရှားပြီးတော့တာက99ဆိုတဲ့အတွက်3လုံးပေါင်းရှင်းကတိပြိဖြစ်ပါတယ်ခင်ဗျာဒီအလေက9ချိန်မြောက်ရှားပြီးသွားတယ်ပေါ့နော်အလေကနန်းပြိတလုံးထဲပဲပေါ့နော် လေလေနေ3 6 653လေတင်5 935 9နဲ့ဒီရှင်းနေပေါင်းတော့73ရမယ်ပေါ့နော်လေ3လီက72 63လေ78ကိုလေးနဲ့ပေါင်းရင်20နဲ့နေဖြစ်ပါလိမ့်ခင်ဗျာ3 35ပေါင်းချင်းနေနဲ့ပေါင်းရင်30ဒီ3နဲ့နေပေါင်း5ဆိုတော့9ခွန်9ပြိမ္မာနေနေခွန်ပြီးတော့388ချပေးသွားခဲ့တယ်ခင်ဗျာ ဒါကြောင့်မို့အဲ့ဒီမှာတော့၃လုံးပေါင်းရှင်း၉ပြည်ဖြစ်ပါတယ်။၃၈၈၃လုံးပေါင်းရှင်း၉ရာတယ်ပေါ့နော်။ဒီအပေါ်မှာ၉၁၃ပြည်ဖြစ်ပါတယ်ပေါ့နော်။၉၁၃ပြည်ထက်က၂၃များ၉ဆိုတဲ့အတွက်၃လုံးပေါင်းရှင်း၁ပြည်ဖြစ်ပါတယ်။ဒီနေ့နေ့တဲ့တပင်မှာကြတော့ရှင်းနေချိန်16ပေါ့နော်ရှောင်းနေပေါင်းတာ7နေနဲ့3ပေါင်းရှင်း5ဆိုပြီးရမှာဖြစ်ပါတယ် ။ဟိုခေတ္တကြောင့်မို့ဒီမှာ၅ကိုနှစ်ပေါင်းတာခွန်ခွန်ကိုနှစ်ပေါင်းကို၅ခွန်ကိုပြိဋ္ဌေကနိနိတိစရအတွက်၅ပြိဋ္ဌာပေးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်စာမျက်နှာတစ်မျက်နှာကိုလေ့လာကြည့်အောင်ပေါ့နော်။ဒီ၃နှစ်ကြိမ်6၊၈နှစ်ကြိမ်16ဆိုတော့ပေါင်းရှင်း2ရှင်းနေနေက30 3 3 3နဲ့တိနှစ်နဲ့ပေါင်းတော့9ဖြစ်ပါတယ်3 3ပေါ့နော်6 3 18ကို6နဲ့ပေါင်းတော့ပေါင်းရှင်း2ဖြစ်ပါတယ် တောင်းနှစ်ငါငါနဲ့ပေါင်းတစ်ဆယ်နှစ်တလုံးကြာနေတဲ့အတွက်ကြောင့်မို့ကျွန်တော်နှစ်လေးချောက်ပရိဖြစ်ပါတယ်။ခြားပြီးတော့တာက3390ဆွေအတွက်ကဏ္ဍ3လုံးပေါင်းရှင်းနှစ်ပရိဖြစ်ပါတယ်။တစ်ဆယ်ကျင်းအတွက်ကျွန်တော်ဒီနှစ်အတိုင်းပဲထပ်ပြီးခြားပြီးတော့မှာဆိုလေးလေးလာကြည့်မယ်ပေါ့နော်။ရှောက်ရှောက်ကိုပါဆန်ငါတင်းတဲ့တုံများနဲ့ပေါင်းရှင်းကတင်း3390 17ရာမှာဖြစ်ပါတယ်။ 93လီက29 33လီ9 9လေးပေါင်း93ရာမှာဖြစ်ပါတယ်ခင်ဗျာ93569ပြိဖြစ်ပါတယ်ဗောနော်အားကြောင့်မို့ခွန်9တင်းမပြိစုပြီးရာနေတာဖြစ်ပါတယ်ဒါဒီကျွန်တော်တင်ချာ20အရာဖြစ်ပါတယ်ခင်ဗျာဒီတင်ချာ20အရာဒီပြိ3လုံး6 6ခွန်တင်ပြိ6 3 6နှစ်6 6နှစ်5ပြိဗောနော်โอเคဒီပြိ20အရာပြိ3လုံး6 6ပြိ20ပဲဖြစ်တယ်ဗောနော် โอเคတဆဲကြိမ်မှာထပ်ပြီးတော့ချပေးသွားအောင်လားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါ20အရင်ကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်ရည်ရွယ်ပြီးတော့ပြန်လည်မြောက်ဝေရှင်းတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။